ဟိုင်မီနာဆန်ခွန်နီချီဝါဒီနံပါတ်42မှာဆိုလို့ရှိရင်ခါခီဝါဒီအောက်မှာဖော်ပြထားတဲ့ဇာတ်မှာဆိုလို့ရှိရင်ね300ဂရမ်ပေါင်မုံတစ်ခုရဲ့ high grade တဲ့သူကကြတော့ပေါင်းဆက်ထားတာတွေပဲဖြစ်တယ်ဗောနော်သူမှာ300ဂရမ်ပေါင်မုံတစ်ခုမှာပါဝင်တဲ့အကြောင်းအရာတွေပဲဖြစ်တယ်တဲ့ခွန်နို high grade စံငေါ့တို့သူကအောက်မှာဖော်ပြထားတာကိုလိုက်နာပြီးတော့ကြတော့တဲ့ခွန်မူခီကိုဒီ 5kg နဲ့ဗောနော် 5kg ကနေပြီးတော့ကြတော့တဲ့ပေါင်မုံဘယ်လောက်လောက်ပြုတ်လို့နိုင်မလဲလို့မေးထားတာပါနော် ဒီပု္ပ္ပ္စာကကြတော့လေလေဝါတရှိဒုတိယအတွက်ပြထားတဲ့ပုံစံနဲ့တော့တိတ်မကွာဘူးပေါ့နော်ဒီမှာဇာယနဲ့ဖော်ပြထားတယ်ဟိုမှာကျတော့ဒီစာပိုက်ထဲမှာဒီအကြောင်းအရာတစ်ခုဖော်ပြထားတာဒါလေးပဲကွာသွားတာဆိုတော့တွက်လို့ရပြီပေါ့နော် तू ကဒီ300ဂရမ်ပေါင်မုတ်တစ်ခုမှာဆိုလို့ရှိရင်တဲ့ဘာတွေပါလဲဆိုတော့အောက်မှာဇာယတဲ့ကိုကြည့်လိုက်မယ် तू ကခုံမုတ်ခီးကွာ200ဂရမ်ပါတယ်တဲ့ရှက်ခူဟန်ဆိုတဲ့ तू ကစပွဲတင်စားကကျတော့20ဂရမ်ပေါ့နော်မီဇူကကျတော့80ဂရမ်ပါတယ်တဲ့ဒါကကျတော့300ဂရမ်မှာပြုတ်လုထားတဲ့သူ့ရဲ့ဒီပေါင်ပစ္စည်းကိုပြောချင်တာကိုရီးယားကျတော့ခုံမုတ်ခီးကိုဒီ 5kg နဲ့ဒီပေါင်မုတ်ဘယ်လောက်ပြုတ်လုလို့ရမလဲဆိုတာကိုတွေ့ရမှာဆိုတော့ ူပေးထားတဲ့ဇရာတွေကနေပြီးတော့ကျွန်တော်ကွာချရင်မယ်300ဂရမ်ပေါင်မိုးတစ်ခုမှာဆိုလို့ရှိရင်ခုံမူကြီးကက200ဂရမ်သုံးထားတယ်ဒီဇရာတွေမှာ200ဂရမ်လို့ပေးထားပြီးသားဆိုတော့ကျွန်တော်အချရေးလိုက်မယ်နော်200ဂရမ်5ကီလိုဂရမ်မှာဆိုလို့ရှိရင်ပေါင်မိုးဘယ်လောက်လောက်ပြုလို့လို့ရမလဲညီများချင်း5 kg အမြောက်အများလို့တော့အနေရစားချေ300ဂရမ်ကအပေါ်က200ဂရမ်ကအောက်ကနော်ဆိုတော့ဂရမ်ဂရမ်ကြီးချေသွားမယ်တုံညာနှလုံးတုံညာနှလုံးချေလိုက်မယ်နှစ်တက်လီဝင်မယ်ဓသမထိုးမယ်၅လီဝင်မယ်ပြတ်သွားပြီး9နဲ့1.5နဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်ခွန်1.5ကီလိုဂရမ်ရပါတယ်နော်သူကကျတော့တစ်ခါ ားရဲတန့်ထွက်သွားတယ်အနောက်မှာဂရန်ဂရန်ကြီးကျေသွားပြီဆိုတော့ကျတော့ဆိုတော့အဖေကစီပါနော်